ချစ်သူဝါချွတ်ချစ်သူနော်ကောင်းနေအင်တလန်နေပြီးတော့မှာအခုဟိုဟွာဝါကျွက်ဆိုပြီးတော့မှာအဲ့အဲ့အားလေးနဲ့ဝင်ပြီးတော့ throw ကြတာပေါ့နော်ဟာဟွာကျွက်လင်မရဘူးအဲ့တွေ့လာသူများဘလို့ဆိုလဲဟွာအဲ့လိုတွေ why throw တော့ဟာတာပေါ့နော်သူတို့ချစ်မီဘုံဟူဒီမာဖြူနေပြရောင်စုံချဲတို့ရဲ့ချစ်ကရွှေတို့ရောက်ခဲ့ တင်းကျုဆိုရင်အရန်ပျော်တယ်လေနော်ရာဦးတွေဖောက်အဲ့လိုမျိုးရာရွေးကိုပေါ့လျှောက်သွားတာလည်းအရန်ပျော်တယ်ဆိုတော့အဲ့လိုအမှတ်တရလေးလည်းရှိရတဲ့ခါကျတော့ဒီလိုမျိုးရိုးရံချင်းလေးကိုပြန်ဆိုရတဲ့အပေါ်မှာတော့တခြားဘာမှဘလိုမျိုးစိတ်မရှိဘူးပြန်ပြီးဆိုရတဲ့ခါမှာဂုံနောင်းယူရဲပေါ့နော်ဝါချပီအချေအသက်ရေတရင်ကျခဲ့ပြီကွယ်တရင်ကျခဲ့ပြီကွယ် တော့တော်တော်ကြာပြီပေါ့နော်အခုပြန်ပြီးတော့မှတဖန်ပြန်ပြီးတော့ပြည်သက်တွေကပြန်ပြီးတော့စိတ်လာကြတဲ့ပုံမှန်နဲ့အရင်ဝမ်းတာတဲ့အချိန်တိုင်းအများနဲ့လက်ကျေစုတင်တယ်ပေါ့နော်ဒီတချင်းလေးကလည်းဒါရာဒီတချင်းလူမျိုးဖြစ်နေတဲ့ခါကျတော့သူ့ရာဒီရောက်တဲ့ခါကျမှပဲတချင်းလေးကလည်းပြန်ပြီးတော့အော်တဖန်ပြန်ပြီးအသက်ဝင်ဖွင့်ရတာပေါ့နော်ဆိုတော့နာမည်ပြည်သက်တွေအားလုံးကအမြဲတမ်းနားထောင်ပြီးအမြဲတမ်းအားပေးကြလို့ကျေးဇူးများကြီးဒီတချင်းလေးဆိုတော့ကတော့အဓိကကတော့ ကိုကမြန်မာနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသူဖြစ်တယ်။အော်တိုင်းရင်းသူတယောက်လည်းဖြစ်တယ်ပေါ့နော်။ဆိုတော့အာဒီသတင်းကျွတ်ဆိုတာကမြန်မာပြည်ရဲ့အာဟိုလိုကောင်းလဲဘယ်လိုပြောရမလဲသတင်းကျွတ်ပွဲတော့ပေါ့နော်။ပွဲတော့ဟိုရိုးရပွဲတော့ဖြစ်တဲ့အခါကျတော့ဒါဟို ငငယ်ကလေးကကိုလည်းတရင်ကျွဆွေအရင်ပျော်တယ်လေနော်။ရာဦးတွေဖောက်အဲ့လိုမျိုးရာရုပ်ကိုပေါ့လျှောက်သွားတာလည်းအရင်ပျော်တယ်ဆိုတော့အဲ့လိုအမှတ်တရလေးလည်းရှိရခါကျတော့ဒီလိုမျိုးရိုးရံအချင်းလေးကိုပြန်ဆူရတဲ့အပေါ်မှာတော့တခြားဘာမှကိုလိုမျိုးစိတ်မရှိဘူး။ပြန်ပြီးဆူရတဲ့ခါမှာခုံနှောင်းယူတယ်ပေါ့နော်။ဒီလိုမျိုးမြမရိုးရံအချင်းလေးကိုပြန်ဆူခွင့်ရတယ်။နောက်ပြီးတော့မြမတန်ဆင်လည်းဖြစ်တဲ့ခါကျတော့ကို့အတွက်လည်း challenge လည်းဖြစ်တယ်ဆိုတော့အချင်းမီဖို့ဟူဒီမှာ ပထမတစ်ခေါက်တင်ကြရရလဲကျွန်တော်ဟို page ဒီမှာ1 million နေပါလားဖြစ်ခဲ့တာပေါ့နော်ပြီးတော့သမီးစီမှာကတော့ဒီငွေလေးစီမှာတော့ YouTube မှာတော်တော်လေးများတယ်ပေါ့ပထမတစ်ခေါက်တင်ကြရရဒီတစ်ချင်းလေးကိုကျွန်တော်ကစပြီးတော့မှပြန်စူခြင်းတဲ့အခါမှာကျွန်တော်တေးစာခိုင်နှုတ်နဲ့တိုင်ပင်တာပေါ့နော်ဒီချင်းလေးဝယ်ခြင်းလဲဆိုတော့အဲဝယ်ရမယ့်တေးစာမူရင်းစီကိုလည်းခိုင်နှုတ်ကဆက်သွယ်ပေးတယ်ပြီးတော့ကျွန်တော်ဘယ်သူနဲ့ဆိုရင်ကောင်းမလဲဆိုတဲ့အခါကျတော့ခိုင်နှုတ်ကအလားတဲ့နဲ့ဆိုပြီးတော့သူ recommend ပေးတယ်အဲ့တော့ညီမလေးကိုအကူအညီတောင်းတော့သူကလည်းဘယ်လို comment လက်ခံပြီးတော့မှဂျိုယုံကြည်ကြည်နဲ့ကျွန်တော်စုပေးတာပေါ့နော်တကယ်ဆိုသူတို့အဆူဆိုသူတို့ကတပါဆရာကြီးတယ်အဲ့ဒါ တွဲခေါ်ပြီးတော့စုပေးတဲ့ခါကျတော့မွန်တော်မနှစ်ယောက်ကလေးကဒီတချင်းလေးကိုနားထောင်နေတူတယ်နဝင်ချူတယ်အဲကျွန်တော်အတန်လေးလည်းချူတယ်လို့လာတဲ့တန်လေးလည်းချူတယ်ဆိုပြီးတော့ဒါအဲ့တချင်းလေးကပြန်ဖြစ်လာတာပါเนาะအဲ့အပြင်မှာဒါကျွန်တော်တချင်းလေးကောင်းနေတလန်းနေပြီးတော့မှအခုဟိုဟွာဝါကျွက်ဆိုပြီးတော့မှအဲ့အဲ့အဲ့လေးနဲ့ဝင်ပြီးတော့ထရိုးကြတာပါဟာဟာကျွက်လင်မရဘူးအဲ့တွေ့လာသူများဘယ်လိုဆိုလဲဟွာ အဲ့လိုတွေဝိုင်းထိုးတာပေါ့ဟာတာပေါ့နော်သူတို့အဲ့ထိုးတဲ့ဟာလေးတွေလည်းကျွန်တော်တို့ဟာတွေကအများကြီးပြန်ပြီးတော့မီလီယံ view တွေဖြစ်ပြီးတော့အင်ကန်တွေပြန်ရတာပေါ့နော်အဲ့တော့ဗာပဲပြောပြောဒီချင်းလေးကိုဆိုပြီးတဲ့လာတဲ့ကိုလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဟုတ်လားတဲ့နဲ့ကျွန်တော်နဲ့ကလေအလုပ်တွေအများကြီးလုပ်ဘူးတဲ့အရင်တော့ကျွန်တော်ဒိုင်ယာဆိုတဲ့ချင်းတော့ဒုံမောင်တမန်ရောက်ဆိုဘူးတယ်အဲဒိုင်ယာဆိုရင်ကျွန်တော်ဘဝပထမဆုံးတချင်းပေါ့နော်သူဆိုပေးတယ်အဲတုန်းကလည်းကျွန်တော်တို့ဘဝအမတရားလေးတွေဖြစ်တယ်အဲတစ်ခေါက်အလုံးလုံးကလေးရတယ်ဒီကလေးမလေးကအမတန်စိတ်ရှင်းပြီးတော့အလုံးလုံးလို့ကောင်းတဲ့ညီမလေးဆိုတာကျွန်တော်သိတာပေါ့တချို့ဆိုရင်နာမည်ရှိပြီးသားဆိုတဲ့နာမည်ရှိတဲ့လောက်ကို ကွန်ထရက်တွေမာမာနာတွေဟိုတို့ရဲ့အမြုံစိတ်တွေရရှိတယ်ပေါ့ဒီကလေးမလေးကစိတ်ရှင်းတယ်အဲ့တော့ကျွန်တော်သူ့နဲ့အလုပ်တွေအများကြီးလုပ်ဖြစ်တယ်ပြီးတော့ကျွန်တော်မေတ္တာဟူသည်ဆိုတဲ့ဇလန်တွဲလေးသူအယူကျွန်တော်အယူအဲ့အဲ့လေးလည်းကျွန်တော်မီလီယံဗျူးနဲ့တော်တော်ပေါက်ခဲ့တာအဲ့လေးလည်းရိုက်ဖူးတယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဟိုဘာသာချချင်းဘာသာသူချင်းအဓိကမဟုတ်ဘူးနှလုံးဖြူဖို့လိုတာပေါ့နော်သူနှလုံးလေးဖြူတယ်ကိုယ်နှလုံးသားလေးဖြူတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလူမျိုးမဆိုလူပြူလူမဲအတူတွဲသွားလို့ရတယ် ဘာသာတူလူမျိုးတူဖြစ်နေပေမဲ့မနာလိုစိတ်တွေမြင့်စရာစိတ်တွေတိတ်များနေလို့ရှင်အဲတန်းခွဲတယ်ဆိုတဲ့စကားနဲ့အညီသူတို့ရဲ့ level ကလည်းဖြစ်ဖြစ်နဲ့နှိမ်သွားတာအဲ့တော့ဘာသာချချင်းဘာသာတူချင်းအဓိကမဟုတ်ပါဘူးနှလုံးသားဖြူဖို့အဓိကပါဘူးပူကြီးပွားကြီးဖြစ်ကြလေချင်နာမှာပဲချင် ကချစ်ချင်းမြတ်တာတရားပေါ်ရက်တည်လိုက်ပြီဆိုတာနဲ့သူပါပဲဖြစ်နေဖြစ်နေရှင်းနိုင်နေခင်နိုင်နေအတူပေါင်းဖို့နိုင်နေနော်ဆိုတော့ချစ်ချင်းမြတ်တာတရားကတော့အဓိကနဲ့ပဲလာနေလို့နေ့ကအဲဘာလို့မဆိုအလုံးလုံးနိုင်တာကလည်းဒီလိုမြတ်တာတရားတောင်တောင်ရှိရဲ့ဖြူစင်နေပေါ့နော်